မမရင်ရင်တွေးခေါ်မျှော်မြင်မှုမမရင်ရင်တွေးခေါ်မျှော်မြင်မှုဆိုတာကတော့အေးလောကမှာကုသိုလ်ဆိုတာမရှိပါဘူးကုသိုလ်လုပ်လေကုသိုလ်မရပါဘူးအကုသိုလ်ဆိုတာလည်းမရှိပါဘူးအကုသိုလ်လုပ်လေအကုသိုလ်မဖြစ်ပါဘူးဖရဲသခင်ဖန်ဆင်းထားတဲ့အတိုင်းဖန်ဆင်းထားတဲ့အတိုင်းဘာလို့လို့ဘာမှမဖြစ်ပါဘူး သူ့တဘာဝအတိုင်းဖြစ်နေတာပါလို့ကံနဲ့ကံဤအကျိုးကိုညင်းပယ်တဲ့အမြင်မျိုးရှိလို့ရှိရင်မိစ္ဆာဒိဋ္ဌိလို့ခေါ်တယ်။ပြရတယ်။သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်ဖို့ကိုယ်ပစ္စည်းဖြစ်အောင်လုပ်ဖို့စိတ်ကူးနေတာ။ဘာနဲ့စိတ်ကူးတာလဲ။လောဘနဲ့စိတ်ကူးတာ။ဟုတ်ကဲ့လား။အဲ့ဒီလိုစိတ်ကူးလိုက်ရုံနဲ့ပဲသူကကံအရာမြောက်သွားတယ်တဲ့ ဒါကြောင့်မနောကပါဇက်ကထောက်မပြောခြင်းနေလက်နဲ့မလုံခြင်းနေစိတ်ကူးလိုက်ုံနဲ့ပဲအဲ့ဒီဟာကံအရာမြောက်သွားတယ်အဘိဇာတဲ့သူမြတ်ပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဆိုရဲကြံတွဲမှုသည်ဒါလူတွေကတချို့ကပြောကြတယ်အဘိဇာများတယ်အဘိဇာများတယ် သူများအပြစ်တွေပြောတဲ့ပုဂ္ဂိုလ်အဘိဇာများတယ်လို့တချို့ကပြောတယ်အဲ့ဒါမှားပြီးတော့ပြောတာအဘိဇာဆိုတာအဲ့ဒါမျိုးမဟုတ်ဘူးသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်အောင်စိတ်ကူးနေတာကိုယ်ပစ္စည်းဖြစ်လို့မှုကြံတွဲမှုကိုဝိဇာတော့ခေါ်တယ်မတရားတဲ့လောဘတစ်မျိုးပဲပေါ့နော်မှန်ပါဗျာနောက်တစ်ခုကဖြာပါဒကဲရိုးစကားများကြီးမပြောချင်ဘူးနော် Facebook ပေါ်မှာဟိုတနေ့ကတင်လိုက်တဲ့ video ပေါ်မှာမူတည်ပြီးတော့လာပြီးတော့အောက်မှာဆဲနေတဲ့သူတွေရှိတယ်။အဲ့တော့စကားအများကြီးတော့မပြောဘူး။လင်းငါခွန်းလောက်ပဲပြောမယ်။တခုရှိတာကဒေါက်တာနန္ဒပြီးဝင်သားမလာမနစ်ကရဲကပေါ့နော်တရော်တသိတလီတစားနဲ့မိခဲ့တယ်။ပြီးတော့သူပြောသမျှအရာတွေကိုအေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့စာနဲ့ရေးရှင်းနေပေါ့နော်။ အဲ့ဒီမှာ Facebook တခုရှိတယ် Facebook Page တခုရှိတယ်ဒေါက်တာနန္ဒပြည်ဝင်သားအတွဲဆိုပြီးတော့ Facebook Page တခုလုပ်ပြီးတော့အဲ့ဒီထဲမှာဘာတွေတွေ့ရမလဲဆိုရင်ခရီးယံဘာသာတူတယ်ဒါပေမဲ့တခြားသောခရီးယံတွေပြောဆိုနေတဲ့ဗီဒီယိုဖိုင်တွေအဲ့ဒီမှာသူတို့ကိုရှင်းပြထားတဲ့အကြောင်းအရာတွေအများသောအားဖြင့် UU ကပါးစပ်နဲ့မပြောလို့ဘူးဘာလို့လဲဆိုတော့ ဟိုဗီဒီယိုဖိုင်နဲ့ရှင်းမယ်ဆိုရင် အကြောင်းအရာတစ်ခုကိုရှင်းတဲ့အခါမှာအရှိကြီးတွေရှင်းရတယ်နော်အရှိကြီးတွေရှင်းရတဲ့အခါမှာခရစ်ယာန်ဘာသာတရားမှာကဘန်ရှင်ရှင်ဖျားယုံကြည်တဲ့သူတွေအနေနဲ့ဟိုခရစ်ယာန်နေထဲမှာတောင်းမှာနော်ယူရဲ့ Facebook YouTube မှာကြည့်မယ်ဆိုရင်เนาะဘာတွေ့ရလဲဆိုတော့ဟိုအများကြီးတွေ့ရလိမ့်မယ်ခရိယံမတူဘဲနဲ့ခရိယံဘာသာ တူတယ်ဒါပေမဲ့ ယုံကြည်ခြင်းတွေမတူတာတွေအများကြီးရှိတယ်ပေါ့နော်အဲ့တော့ယူလိုက်ရှင်းထားတဲ့ဗီဒီယိုတွေအများကြီးရှိတယ်ဘာလို့လဲဆိုတော့အများသောအားဖြင့်ယူဥကရှင်းကျင်လို့တော့မဟုတ်ဘူးဒါဘလို့ကြောင့်ရှင်းနေတယ်ဆိုတာလဲယူဥကိုယူဥတော့နားမလည်ဘူးပေါ့နော်ပြောချင်တာကဒေါက်တာနန္ဒပြီးဝင်သားပြောတယ်ဖန်ဆင်းရှင်ဖျားယုံကြည်တဲ့သူတွေကဘာလို့လို့ဘာမှမဖြစ်ပါဘူးပေါ့နော်အဲ့တော့ကျွန်တော်က ဟို YouTube ပေါ်ကတော့၎င်း Facebook ပေါ်ကတော့၎င်း video file နဲ့တဆင့်ချင်းရှင်းမယ်ဆိုရင်ကျွန်တော်တော့အချိန်လည်းမရဘူးပြီးတော့အချိန်လည်းမရဘူးအချိန်မရဘူးကျွန်တော်မှာကဗာလဲဆိုတော့ကျွန်တော်ကဘာသာရေးတရားဟောဆရာကလုပ်တယ်ဒါပေမဲ့ကျွန်တော်ကဘယ်သူမှကိုညီထောက်ပံ့ထားတာမရှိဘူးကိုယ့်အတူကိုယ်ဝန်စားကိုရှာစားရတယ်ပြီးတော့ဒီ လိုမျိုး internet သုံးတာကိုကုန်ကြစေးကိုကသူလောက်အထောက်ရတယ်အဲ့တော့ကျွန်တော်ကအများသောအားဖြင့်သူများတွေကတော့ပြောတာပုံငွေရှာတယ်ကျွန်တော်ငွေလည်းမရှာဘူးပတ်စံလည်းဟိုတစ်ခုရှိတယ်ကျွန်တော်ကလိုချင်တာကကိုခွန်အားနဲ့လောက်ကင်စားတာပဲလိုချင်တယ်ဒါကြောင့်ကျွန်တော်ကသူပဲဘယ်သူကမှလည်းအကူအညီမတောင်းဘူးဘယ်သူနဲ့မှလည်းမပေါင်းသင်ဘူးအများသောအားဖြင့်သူများနဲ့ပေါင်းသင်ရင်စကားပြောရတယ်ဒါကြောင့်ဘယ်သူနဲ့မှလည်းမပေါင်းဘူးဘယ်သူနဲ့မှလည်းမရောရှက်ဘူး အဲ့တော့ဆိုလိုချင်တာကကျွန်တော်ရဲ့ဒီယူဗီဒီယိုရဲ့အောက်မှာကျွန်တော်ဘာလောက်ထားပြီးမလဲဆိုတော့ဒေါက်တာနန္ဒပြည်ဝင်သားပြောတယ်ဟွာပေါ့နော်ဖန်ဆင်းရှင်ဖျားယုံကြည်တဲ့သူတွေကကုသိုလ်ကံအကုသိုလ်ကံပေါ့နော်မယုံဘူးပေါ့နော်ဘာလောက်လောက်ဘာမှမဖြစ်ပါဘူးအဲ့တော့ကျွန်တော် Facebook ပေါ်ကနေပြီးတော့ကျွန်တော်ရှင်းထားတဲ့စာတွေရှိတယ် ဲ့တော့ Facebook ရဲ့ link ကိုကျွန်တော်ဒီစာရီကျွန်တော်ရှင်းထားတဲ့စာရီရဲ့ link ကိုကျွန်တော် Facebook ဒီ YouTube ရဲ့အောက်မှာပေါ့နော်ဟိုကျွန်တော် link တွေကိုထည့်ထားပေးမယ်ဘာလဲဆိုတော့လူတွေက ကျွန်တော်တွေ့တာဟိုသူတို့ကိုကြည့်ရတဲ့ခါမှာသူတို့စာမဖတ်ဘူးကျွန်တော်ပြောတာကိုအစာဆုံးသေချာနားမထောင်ဘူးနားမထောင်မင်းနဲ့လာပြီးတော့ဆဲတဲ့ကောင်တွေရှိတယ်ဒေါက်တာနန္ဒပြည်ဝင်သားကိုလည်းကျွန်တော်မိနစ်ကလေးကတရော်တသိကျွန်တော်မိခဲ့တယ်မိခွင့်နေပေါ့နော် ဆရာတော်ဖျားကျွန်တော်သိတယ်ဒေါက်တာနန္ဒပြည်ဝင်သားဆိုတာရဟောရင်းပေါ့နော်မြန်မာနိုင်ငံမှာဟိုဘမကကျုပ်ဆိုတာကျွန်တော်သိတယ်သိတယ်ဆိုတော့ကဘယ်လိုစသည်လဲဆိုတော့2017လောက်မှာပေါ့နော်2017လောက်မှာသူစင်ကာပူမှာသူသွားတယ် ွားပြီးတော့တရားဟောတော့ကျွန်တော်အဲ့ဒီမှာခလေးလေးတယောက်နဲ့သူအမိဖြေလုပ်နေတာကိုကျွန်တော်နားထောင်ပြည့်တယ်နားထောင်ရတယ်တွေ့ရတယ်ပေါ့နော်ငေါ်ဆရာတော်ဖရာကြီးကဟိုတွင်ပေါ့နော် အသက်ကြီးလေးနေပြီပေါ့နော်အဲ့ဒါကိုကျွန်တော်နားထောင်ပြီးတော့သူ့ကိုစသီးတာပါနောက်ပိုင်းတော့သူ့ရဲ့တရားတွေကိုလည်းကျွန်တော်လိုက်နားထောင်ပြစ်ပါတယ်ဘာလဲဆိုတော့ဘာကြောင့်နားထောင်တာလဲဆိုတာကကျွန်တော်မိနစ်ကလည်းရှင်းခဲ့တယ်ပေါ့နော် ဟိုကျွန်တော်ပါဠိလိုအကုန်နာအမသိဘူးပါဠိလိုပါဠိလိုဘယ်လိုသုံးလဲပေါ့နော်ဒါတွေကိုသိရအောင်လို့အထင်အများကြီးပေးပြီးတော့ကျွန်တော်လေ့လာခဲ့တာပေါ့နော်ပါဠိလိုဘယ်လိုသုံးနှုန်းလဲပေါ့ဒီလိုစကားတွေဘယ်လို ပြောကြလဲပေါ့နော်ဒါကျွန်တော်လိုက်ပြီးတော့နားထောင်နေဆိုတာပါဠိလို तू ကပါဠိလိုအရန်ကျွမ်းတာဟုတ်ဒေါက်တာနန္ဒပြည်ဝင်တော့ကပါဠိလိုအရန်ကျွမ်းတော့ तू ပါဠိလိုပြောတဲ့စကားလုံးလေးတွေလိုက်မှတ်ရင်းနဲ့နားထောင်ပြတာပါပြီးတော့ ကျွန်တော်ကသူများကိုလိုက်ပြီးတော့စမ်းကျင်တိုက်ခိုက်တယ်ရောသူမဟုတ်ပါဘူးပထမဆုံးတော့ပထမကအဥဆုံးတော့ဘသူကိုမှမစမ်းကျင်ဘူးမတိုက်ခိုက်ဘူးမဝေဖန်ဘူးဒါပေမဲ့အခုကျွန်တော်ပြောချင်တာကဟိုမြန်မာနိုင်ငံထဲမှာရှိတဲ့ဘောင်မုခါကျုပ်ပေါ့နော်ယဟန်တပါအနေနဲ့သူပြောတယ်ဟိုကံကံကြီးအကျိုးနော်ကုသိုလ်ကံအကုသိုလ်ကံမယုံကြည်တဲ့သူတွေကပေါ့နော်ဘာလို့လို့ဘာမှမဖြစ်ပါဘူးအဲ့တော့ သူပြောတာ ਨੇ မှားသလားမှန်သလားဆိုတာကိုတော့ကျွန်တော်ဘာမှတိတ်ပြီးတော့မပြောချင်ဘူးဒါကြောင့်ကျွန်တော်အောက်မှာကျွန်တော် Facebook ပေါ်ကနေပြီးတော့ရှင်းထားတဲ့စာစာတွေရှိတယ်အောက်မှာပဲကျွန်တော်အဲ့ဒီ Facebook ကျွန်တော်ရှင်းထားတဲ့စာစာတွေရဲ့ link ကိုကျွန်တော်ချပေးမယ်ကိုယ်တိုင်သွားဖတ်ပါကျွန်တော် Facebook အကောင့်ထဲမှာနော်ကျွန်တော် Facebook အကောင့်ထဲမှာကိုယ်တိုင်သွားဖတ်ပါဘာလို့လဲဆိုတော့ကျွန်တော်စာရေးရတဲ့ခါမှာကျွန်တော်အတော်ကမြန်တယ် ဟိုကျွန်တော်အလုတ်လဲအပီမြန်မြန်ထိထိရောက်ရောက်လုံနိုင်တယ်ပေါ့ဗျာဗီဒီယိုကြတော့ကျွန်တော်တို့စကားတခွင်းချင်းပြောနေရမယ်စံစာကိုဖတ်မယ်ရှင်းပြမယ်ဆိုတာဟိုနားထောင်တဲ့သူတွေလည်းစိတ်ဝင်စားလို့နားထောင်ရင်တော့ပြဿနာမရှိဘူးဟိုတင်းပေါ့တချို့ကနားလာထောင်လိုက်တယ်ဟိုဘာရဲ့လုတ်ကိုမစင်စားမစင်ခြင်းမင်းနဲ့နားထောင်တဲ့သူတွေအတွက်တော့ဟိုသူတို့အတွက်တော့ ကြည့်မိရလဲစရာဖြစ်လိမ့်မယ်ပေါ့နော်ဟိုကဲ့ရဲ့စရာလဲဖြစ်ရင်ဖြစ်လိမ့်မယ်ကျွန်တော်ကအပြစ်ပြောတာလဲတွေ့အရှိသေးနေဒါပေမဲ့ပြဿနာမရှိပါဘူးဘာလဲဆိုတော့ပြဿနာဆိုတာရှိမှလဲအမှန်ဆိုတာရှိရတယ်ကျွန်တော်ကအမြဲတမ်းစဉ်းစားစဉ်းစားဝေဖန်သုံးသပ်တဲ့သူပေါ့နော်ဒီလိုမျိုးဒေါက်တာနန္ဒပြည့်ဝင်သားမလာအခုလိုမျိုးဝေဖန်တာလဲဟိုရင်တစ်ဖက်ကကြည့်ရင်ကျွန်တော်တို့အကောင့်ဘက်ကကြည့်ရင်ကောင်းတယ်ဘယ်လိုကောင်းလဲဆိုတော့ကျွန်တော်တို့အခွင့်အရေးတစ်ခုရသွားတယ် နော်ဟိုသူမဝေဖန်မှုမပြောဘူးဆိုရင်ကျွန်တော်တို့ဗုဒ္ဓဘာသာကြီးနားလည်အောင်ကျွန်တော်တို့ရှင်းပြဖို့ဟိုဗုဒ္ဓဘာသာကြီးအတွက်ဆိုပြီးတော့ကျွန်တော်တို့သက်သက်ရှင်းပြဖို့မရမလွယ်ဘူးကျွန်တော်လည်းငေစင်ကားလာကတော့ဗုဒ္ဓဘာသာပဲဒါပေမဲ့ကျွန်တော်ကတော့တည်ကျင်တဲ့စိတ်နားလည်လို့တဲ့စိတ်တတ်လို့တဲ့စိတ်နဲ့ပဲလေ့လာခဲ့တာပေါ့လေဒါပေမဲ့သူများကိုအခုလိုမျိုးခြားပြဖို့ဝေပြန်ပြီးရှင်းပြဖို့ဆိုတာလိအဲ့လိုမျိုးရည်ရွယ်ချက်နဲ့တော့မဟုတ်ဘူး ဒါပေမဲ့ကျွန်တော်ပထမဆုံးဗုဒ္ဓဘာသာကနေပြီးတော့ခရစ်ယာန်ဘာသာကိုပြောင်းသွားတယ်။အဲဘာမှတော့ပထမနားမလဲပါဘူး။ယုံကြည်ခြင်းတစ်ခုတည်းနဲ့ပေါ့။အယုံကြည်တာတစ်ခုတည်းနဲ့ပဲကျွန်တော်ခရစ်ယာန်ဘာသာထဲဝင်သွားတယ်။နောက်ပိုင်းတော့ခရစ်ယာန်ဘာသာကိုကျွန်တော်ဘလွန်းနဲ့ဘလွန်းလေ့လာပြည့်လဲဆိုတာတော့ကျွန်တော်ကလည်းကျွန်တော်လည်းမသိဘူး။သိခြင်းနဲ့ဆိုတာကလည်းကျွန်တော်ကသူကိုယ်စိတ်ကဖြစ်လာတာမဟုတ်ဘူး။ဟိုသိခြင်းနဲ့စိတ်ကသူ့အလိုလိုပေါ်လာပြီးတော့ဒါလေ့လာဖြစ်သွားတာပေါ့နော်။ လေးလာဖြစ်သွားတဲ့အခါမှာကျွန်တော်ခရီးယန်ဘာသာရေးကိုဟိုလေးလာရင်လေးလာရင်နဲ့နားလည်သွားတာနားလည်သွားပြီးတော့ကျွန်တော်ဘသူကိုမှပထမမပြောဘူးကျွန်တော်ရဲ့ Facebook တချို့သော Facebook တွေမှာပေါ့နော်ဒီလို Facebook ပဲနဲ့ရိုးရိုးလေးတွေမှာကျွန်တော်ကစာရေးလိရှိတယ်စမ်းစာရေးလိရှိတယ်ဒါပေမဲ့ကျွန်တော်စမ်းစာရေးတဲ့အခါမှာလူတိုင်းအတွက်တော့မကောင်းဘူးဘာလို့မကောင်းလဲဆိုတော့ဟိုလောကမှာကျွန်တော်တို့ အမားနဲ့အမှန်ကိုရွေးချယ်တဲ့နေရာမှာနှစ်ခုရှိတယ်။အမားနဲ့အမှန်ကိုမခွဲခြားမက်ဆန်ဂျင်မသုံးသပ်နိုင်တဲ့အာရန်နဲ့အင်းဝါလိုအမျိုးသမီးပေါ့နော်။အင်းဝါလိုလူသားတွေပေါ့။သူများပြောတာပဲယုံထားပြီးတော့ဖះကိုစမ်းကျင်တာပဲ။အင်းဝါဆိုရင်ကျွန်တော်တို့စမ်းစာအရာဆိုရင်တော့အင်းဝါကဖះကိုစမ်းကျင်တဲ့အမျိုးသမီးဖြစ်တယ် စံပြင်းတယ်လို့ဘာလို့ကျွန်တော်ကပြောရလဲဖခင်ကပြောတယ်ထိုပင်းကြီးတိကမဆိုင်ရစားတဲ့နေ့မှာအေကန်သမန်သေးရမယ်ပေါ့နော်ဖခင်ကပြင်းညတ်ထားတယ်ကဘာဥစ္စာကဒါကြောင့်အင်းဝကဇာရန်ရဲ့စကားကိုနားယောင်ပြီးတော့ဖခင်သခင်ကိုစံပြင်းတယ်ဟိုတိတိစားတယ်ပေါ့စားတဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့လောကကြီးကပြဿနာတွေကအရှုပ်ခွေးလာတယ်အများကြီးပဲပြဿနာတွေတက်လာတယ်ဒီနေ့ချောင်မဆုံးသအဆုံးမတတ်နိုင် ဒါပေမဲ့ကျွန်တော်စမ်းစာအရာ ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့စမ်းစာကိုတကယ်နားလည်တယ်ဆိုရင်ကျွန်တော်တို့မျက်စိနဲ့မြင်ဝတ်တင်တင်တွေ့နေရတယ်ကဘာကြီးဟာအဆုံးသတ်ဖို့တရားရာဂိုင်းတော့မှာ90ရာဂိုင်းတော့ပြီးနေပြီ30ရာဂိုင်းတော့မဲ့ကျန်တော့တယ်ကျွန်တော်တို့တကယ်နားလည်တဲ့သူတွေအတွက်ပေါ့နော်တကယ်ဘာမှနားမလည်တဲ့သူတွေအတွက်တော့ ဘာပဲလို့တော့သိချင်မှသိမယ်ကျွန်တော်ကစံစာဖတ်တဲ့သူတယောက်နေနဲ့စံစာဖတ်တယ်ကျွန်တော်သိချင်တဲ့အကြောင်းအရာတွေလေ့လာတယ်စံစာဖတ်တဲ့ကမှာကျွန်တော်နားဘလို့နားလည်ထားလဲဆိုကဘာမြင့်ကြီးဟာအဆုံးသတ်ဖို့90ရာခိုင်နှုန်းပြီးသွားပြီ30ရာခိုင်နှုန်းတော့ကျန်သေးတယ်ဒါပေမဲ့30ရာခိုင်နှုန်းဆိုတာဘယ်နှစ်နှစ်ကြာမယ်ဆိုတာတော့ကျွန်တော်အတိအကျပြောလို့မရဘူးကဘာကြီးကအဆုံးသတ်ဖို့ရာပြောရမယ်ဆိုရင်တော့ လူတွေနားလည်အောင်ပြောရမယ်ဆိုရင်တော့လောကရဲ့ဥပဒေတစ်ခုထွက်လာမယ်လောကရဲ့ဥပဒေတစ်ခုဆိုတာကဘာလဲဆိုတော့တကပါလုံးဆိုင်ရာတနုနေနေဥပုံနေဥပဒေတစ်ခုထွက်လာမယ်အဲ့ဒါပြီးတာနဲ့နောက်ပိုင်းဘေးတန်ကြီး9ပါးဆက်တိုက်လာမယ်ဘေးတန်ကြီး9ပါးဆက်တိုက်လာပြီးရင်ကပ္ပမြေအဆုံးသတ်မယ်ပဲအဲ့တော့ ကျွန်တော်နားလည်တာကတော့အခုပုံရဟန်းမင်းတွေကအမေရိကန်ကလည်းဖြစ်တယ်အမေရိကန်နိုင်ငံသားလည်းဖြစ်တယ်ပြီးတော့ဒီမြန်မာနိုင်ငံအဒီပုံရဟန်းမင်းကြီးကကျန်းစာအရာကျွန်တော်တို့ကျန်းစာဗျာဒီကျန်းအခန်းကြီး73 74 75လောက်ကနေပြောဆက်ရှိစီအောင်ပေါ့နော်ဒီအကြောင်းအရာကိုသူဆက်ပြီးတော့လုံသွားလိုက်မယ်တာရဲကြီးအမတ်တစိမ့် 666ဈေးရောင်းဈေးရောင်းဝယ်ခြင်းကမလုပ်ရအခုကဘာလို့လဲဆိုတော့ကျွန်တော်မနေ့ကလည်းစာနဲ့ရေးခဲ့တယ်မျက်စိနဲ့မြင်တော့လဲနားအမသိနားနဲ့ကြားတော့လဲနားမလဲဆိုတဲ့စကားကိုစံစာတွေကိုကျွန်တော်ရေးခဲ့တယ်ကျွန်တော်တို့ယနေ့ကဘာပေါ်မှာဘာတွေပြင်မလဲဆိုတော့ကလူတွေကိုတကပါလုံးဆိုင်ရာထိန်းချုပ်ဖို့ သူတို့နီးပညာတွေကိုတောင်းနေတာတွေ့ရတယ်။နီးပညာတွေလူတွေကိုဘယ်လိုထိန်းချုပ်မလဲ။အမေရိကန်နိုင်ငံမှာဆိုရင်တော့ကျွန်တော်တို့လူတွေကိုဘယ်လိုထိန်းချုပ်ထားလဲဆိုတော့နံပါတ်၉လုံးနဲ့ထိန်းချုပ်ထားတယ်။အမေရိကန်နိုင်ငံမှာသူတို့အမေရိကန်နိုင်ငံမှာတော့သူတို့ခေါ်တာ social security number ပေါ့နော်။လူမှုဖွံ့ဖြိုးရေးနံပါတ်။အဲ့ဒီနံပါတ်၉လုံးနဲ့ထိန်းချုပ်ထားတာဖြစ်တယ်။ကျွန်တော်တို့ဘာပဲလုပ်လို့ရာဇဝတ်မှုပဲလုပ်လို့ဘာပဲလုပ်လို့ပေါ့လေ။ social security number ကိုလုံးနဲ့ထိန်းချုပ်ထားတယ်ကျွန်တော်တို့အလုံးမလုပ်ဘူးအလုံးလုပ်တယ်သူတို့အကုန်သိတယ်သူနည်းတူပဲကျွန်တော်တို့တနေ့ကဘာလုံးဆိုင်ရာကျွန်တော်တို့ international sandy law ဆိုတာလာလိုက်မယ်အဲ့ဒီ international sandy law ထွက်လာပြီတာနဲ့အမေက၃နှစ်လောက်အနည်းဆုံး၃နှစ်ခွဲလောက်တော့ကြာမယ် international sandy law က၃နှစ်ခွဲလောက်တော့ကြရထားထားမယ်၃နှစ်ခွဲ ော်တော်သုံးနှစ်ခွဲလောက်တော့တော်တော်ကြရထားထားနေဘာလို့လဲဆိုတော့ကျွန်တော်တို့စံစာအရာကျွန်တော်တို့စံစာဖတ်ပြီးတဲ့ခါမှာနားလေလို့ရှိရင်ပေါ့နော်နားမလဲရင်တော့မသိဘူးစံစာကိုဖတ်ပြီးတော့နားလေတဲ့သဘောပေါက်တယ်ဆိုရင်ဒီလိုကျွန်တော်တို့မနေ့ကဟိုတနေ့ကလည်းကျွန်တော်စံစာတွေနဲ့ကျွန်တော်ရဲ့ Facebook ပေါ်မှာကျွန်တော်ရေးခဲ့တယ်ဒီစံစာတွေကိုဖတ်ပြီးတော့နားလည်မယ်ဆိုရင်ကျွန်တော်တို့နေ့တိုင်းတွေ့နေတာပေါ့နော် VOE သတင်းဌာနတို့ မင်းစီမာတော့နော်အဲ့ဒီမှာ BBC တို့ VOA တို့အဲ့ဒီမှာ DTV တို့မှာတတင်းတွေမှာပါလာတယ်မြန်မာတွေမှာလည်းမြန်မာတတင်းတွေမှာလည်းပါလာတယ်ဒါပေမဲ့လူတွေကဖတ်ပြီးအာကြည့်ပြီးတော့နားမလည်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်နားလည်တယ်ကျွန်တော်အလုံးမဟုတ်ဘူးကျွန်တော်သွားပြီးတော့အဲ့လိုမျိုးဝင်စွဖတ်တာမရှိဘူးပေါ့နော်သူတို့ဘာတွေပြောနေလဲကျွန်တော်ဝင်မပြောဝင်မလျှောက်ဘူးဒါကျွန်တော်တို့ရဲ့ကျွန်တော်တို့လောက်ရမယ်အလုံးမဟုတ်ဘူး ဟိုကျွန်တော်တို့လောက်ရမယ့်အလုပ်လည်းမဟုတ်ဘူးဝင်ပြောရမယ့်အလုပ်လည်းမဟုတ်ဘူးမပြောဘူးပေါ့နော်ဒါကြောင့်ကျွန်တော်တို့မြင်နေတွေ့တယ်မပြောဘူးဘာကြောင့်မပြောလဲကိုယ်အလုံးမဟုတ်ဘူးသွားပြောဝင်ရအောင်သူများအလုပ်ကိုသွားပြောဝင်ဆက်ဖက်လို့မရဘူးပေါ့နော်ဒီတော့ကြောင့်ပြောချင်တာကအခုလက်ဒေါက်တာနန္ဒပြည်ဝင်သားပြောလို့ကျွန်တော်တို့ဖန်ဆင်းရှင်ဖျားယုံကြည်တဲ့သူတွေကကံကံအကျိုးကိုမယုံလို့ဘာပဲလုပ်လို့ ဘာမှဖြစ်ပါဘူးပေါ့နော်ဖျားသခင်ဖန်ဆင်းထားတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မှမရပါဘူးကဘာမီးရဲ့မရပါဘူးလို့ကျွန်တော်ဘာကြောင့်ပြောတာလဲဆိုတော့ကျွန်တော်တို့ဒီကဘာမီးလောကကြီးဟာဘာကြောင့်ဆင်းရဲထွန်းနဲ့ကြာသွားတာလဲသိခြင်းတရားဆိုတာလောကကြီးတွေဘာကြောင့်ဝင်ရောက်လာတာလဲလို့မေးလို့ရှိရင်အဓိကပြောရမယ်ဆိုရင်တော့အတော်ကျုပ်ကျွန်တော်တို့ဖျားသခင်ရဲ့ပြညတ်တော်လွန်ကျူးလို့ပါဖျားသခင်ရဲ့တပါးပြီးသောပြညတ်တော်ဖြစ်တဲ့ကဘာဥစ္စာက ဖျားကလူလင်မယားနှုတ်ကို ပြညတ်ထားတယ်ထိုပင်ကြီးကြီးကမဆရာစားတဲ့နေ့မှာအေကံမန်သေးရမယ်ပေါ့နော်ဒီတဲ့ကြောင့်ကျွန်တော်တို့လောကကပန်ကြီးဟာသေခြင်းတရားတွေကိုအကုန်လုံးကြားရောက်သွားတာပဲဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့ဒီနေ့ကဘာပေါ်မှာကျွန်တော်တို့တန်းစာကိုဖတ်လို့နားလည်လို့ရှိရင်အမားနဲ့အမန်တိုက်လံပွဲဆိုတော့ကျွန်တော်တို့အင်္ဂလိပ်လိုကတော့သူတို့ဘယ်လိုရေးထားလဲဆိုတော့ Great Controversy ပေါ့နော် အဲ့ဒီ great controversy ဆိုတာ Google မှာသွားချာပြီးတော့ယူပြီးတော့ဖတ်လို့ရတယ် Play Store မှာသွားပြီးတော့ great controversy ဆိုပြီးတော့ရှာဖတ်လို့လည်းရတာပေါ့เนาะအဲ့ဒီမှာဆိုရင်ပို့ပြီးတော့အကြောင်းအရာတွေပြည့်စုံတယ်မြန်မာလူတော့ရှိတယ်ကျွန်တော်စီမှာရှိတယ်အမားနဲ့အမန်တိုက်လံပွဲပြီးတော့ကျွန်တော်အဲ့ဒီမှာလင်းနေချပေးထားမယ်အမားနဲ့အမန်တိုက်လံပွဲဟိုကျွန်တော်တို့ မဟာတိုက်လံပွဲပေါ့နော်မဟာတိုက်လံပွဲအမားနဲ့အမားအမားအမားနဲ့အမားမဟာတိုက်လံပွဲပေါ့နော်မြန်မာလိုတော့မြန်မာနိုင်ငံကဆရာတွေဘာသာပြန်ထားတာရှိတယ်ဒါပဲရှိတယ်အဲ့တော့ကျွန်တော်အဲ့ဒီမှာကျွန်တော်ရေစာအုပ်စုရှိတယ်ပေါ့နော်ကျွန်တော် online ပေါ်မှာတင်ထားတာလွန်ခဲ့တဲ့9နှစ်လောက်ပါပေါ့နော်ဒါပေမဲ့ဘယ်သူမှမတွေ့ဘူးမဖတ်ဘူးနဲ့လည်းတူပါတယ်လူတွေကမစူးစမ်းလေ့လာဘာလို့လဲဆိုတော့ ။တခါရှိတာကျွန်တော်မလိလာတဲ့သူတွေကိုအပြစ်မတင်ပါဘူး။လူတိုင်းကဒါကိုတီးဖို့နားလဲဖို့ဆိုတာသူတို့ရဲ့စိတ်ဆန္ဒလည်းမရှိဘူး။သူတို့မှာဆက်ဆံမှုလည်းမရှိဘူးနော်။နှိစမှုလည်းမရှိဘူး။ဒါကြောင့်လည်းသူတို့မတိတာလည်းဖြစ်ပါလိမ့်မယ်။ဒီတော့ကြောင့်ကျွန်တော်ဒီဒေါက်တာနန္ဒပြည်ဝင်သားမှလာပြီးဟိုကန်ကန်အချိုးကိုကုသိုလ်ကံအကုသိုလ်ကံမယုံတဲ့အတွက်ကြောင့်နော်။ခရိယံဘာသာတွေကဘာပဲလုပ်လို့ဘာမှမဖြစ်ပါဘူးပေါ့နော်။ ဒီအကြောင်းအရာနဲ့ပတ်သက်လို့ကျွန်တော်အသေးစိတ်ရှင်းထားတာ Facebook ပေါ်မှာနေပြီးတော့စာရင်းနဲ့အသေးစိတ်ရှင်းထားတာရှိတယ်။အဲ့တော့ကျွန်တော်ရဲ့ DU2 ရဲ့အောက်မှာပေါ့နော်။ link link နဲ့ကျွန်တော်ချပေးမယ်။ Facebook ကြည့်တယ်ဆိုတာတချို့က Facebook ပဲဒီ DU2 ကြည့်တယ်ဆိုတာတချို့ကဟို YouTube ဆိုပြီးတော့ဒီလိုပဲကြည်တာပေါ့နော်ကျွန်တော်ကအဲ့လိုမျိုး YouTube တင်နေ YouTube မှာဗီဒီယိုတင်နေဆိုတာဒီလိုပဲရိုးရိုးလေးတင်တာမဟုတ်ဘူး ကျွန်တော် YouTube တင်တိုင်းမှာကျွန်တော်ရဲ့အောက်မှာအကြောင်းအရာတွေအများကြီးရေးထားတာတွေရှိတယ်ရေးထားတယ်ဘာလို့လဲဆိုရေးထားပြီးတော့ကျွန်တော် ID မှာ link နဲ့ချထားတာရှိတယ်ကျွန်တော်က YouTube တစ်ခုမှာကျွန်တော်အများသောအားဖြင့်ကျွန်တော်ဘာလို့ link ရှိတယ်ဆိုတော့စာတွေအများကြီးချထားတာရှိတယ်လူတွေကဘဟုသုတလည်းမရှိဘူးဟို YouTube တာတော့ကြည့်တယ်သူများပြောတာပဲကြည့်တယ် ဘာမှလည်းနားမလည်ဘူးပေါ့နော်အဲ့လိုမျိုးတွေရှိတယ်အဲ့တော့ကျွန်တော်က YouTube တစ်ခုကိုကြည့်တယ်ဆိုတော့ကျွန်တော် YouTube တိုင်းနဲ့ကြည့်တာမဟုတ်ဘူးကျွန်တော်ကြည့်တာကကျွန်တော်သိကျင်တဲ့အကြောင်းအရာဆိုရင်တော့အဲ့ဒီ YouTube ကိုကြည့်တယ်ကျွန်တော်နဲ့မဆက်ဆံမှုမရှိတဲ့ YouTube ကတော့ကျွန်တော်ပိတ်ပလိုက်တာပဲကျွန်တော်စီမှာပေါ်လာရင်ပေါ့နော်ပိတ်ပလိုက်တယ်